ပထမဆုံးတွေ့လိုက်တာ live ဟိုစကားပြောဖို့ပေါ့နော်။ဘာကြီးပြောရအောင်ကောင်းမလဲဆိုတာမျိုးပဲတွေ့လိုက်ပါတယ်။ပြီးတော့ရှုံးမှလည်းတည်နေတော့ရမ်းရော်လည်းရေမကုန်ပါဘူး။ဘာဖြစ်လဲဆိုတော့ကျွန်တော်ပုံမှန်ဆိုလဲဒီလိုမျိုးစကားကြီးကျွန်တော်ပြောလေပြောထားတော့တိတ်မရှိဘူးပေါ့နော်။ကျွန်တော်အမြဲ live လုပ်လို့ရှင်ဟီဟာတွေပြောတာများတယ်။ပေါက်ကရကြီးပြောတာများတယ်။အဲ့လိုမျိုးဟိုပွဲတွေဘာကြီးလဲတိတ်ပြီးတော့ရှာတတ်တဲ့လူလဲမဟုတ်ဘူး။ ဆိုတော့ဒါမဲ့အချို့ຢာကြီးကြတော့အဲ့လိုမပြောတာမပြောဘဲနဲ့မသိချင်အောင်စောင်းနေလို့ရှင့်အဲ့လိုမျိုးပိုပိုပြီးတော့အဲ့မျိုးလွန်လာမျိုးရှိရပေါ့နော်အဲ့လိုမျိုးမသိချင်အောင်စောင်းပြီးပြစ်ထားလို့ရှင့်ရောက်တက်လာကြတာကြီးရှိရဲဆိုတော့ဒီ live မှာကျွန်တော်အကုန်လုံးကိုဖွင့်ပြီးတော့ share မှာပေါ့နော်ခုဟာကဒီသူက engagement ပြိုင်မှာဆိုတော့ဒီကိုကစကားပြောတတ်ရင်ဟိုပြောစရာရှိနေတောင်မှဟို engagement တားရဲ့လူကနိုင် အားမသာပါအမြဲတမ်းကြာကျွန်တော်ဒီခံနေတုံတန်ယုံဆိုလဲကျွန်တော်အဲ့လိုဘာမှတိတ်ပြီးတော့ပြန်မပြောဒါပေမဲ့လူတွေကတအားလွန်လွန်လာဘာတွေလွန်လာလဲဆိုတော့အဲ့လိုမျိုးအပြန်သွားရင်လဲအဲ့လိုတွေးလို့ရှင်ဟာအမအမဘာလို့အဲ့လောက်ချောနေရလဲ